ဝေဖန်ဆဲဆုံမှုတွေကြားကနေအတင်းထွက်အမြဲပေးဆက်နေတဲ့ခေါင်းဆောင်ကောင်းဖြစ်သူဟရီမက်ကွာယာအားသားတစ်ခုလိုလူရန်လောင်ခဲ့ကြတဲ့မက်ကွာယာကတော့အခုဆိုရင်အတင်းထွက်သူရဲကောင်းတစ်ယောက်ဖြစ်လာပါပြီပေးဆက်ကစားခဲ့တဲ့များတဲ့အရာမထင်ဟာသဆိုသူဖြစ်ခဲ့ပြီးမဲ့တစ်ချက်တစ်ချက်သူလုပြခဲ့တာတွေကလေ United Fan တွေတသက်မမေ့စေမယ့်အရာတွေပါအဲ့ဒီချိန်မှာပိုတနေညကလေဗာပူးနယ်ပွဲကဆွမ်းဆောင်ရင်းလေးပါပါတယ်ခန်းစစ်ကနေတက်လာပြီးတော့တက်စစ်ကိုသူကအနိုင်ကိုလာသွင်းတာပါခေါင်းပေါ်ကွက်တီးရောက်လာတဲ့အလုံးကိုတိုက်သွားတာကလှနေရောပါပဲဒါကြောင့်ခုလက်ရှိမှာမက်ကွာယာရဲ့နာမည်ကိုကဘာတဝမ်းက United Fan အနေနဲ့ရေးရွနေကြပါပြီ ်နမဲစားလေးသူ့ကြောင့်ပြောမယ်ရေတောင်လေးသူအကြောင်းပြောမယ်ရေချိုးရင်တော့သူ့နမဲပါတဲ့တခြင်းကိုယူပြီးတော့ချိုးမယ်ဆိုပြီးဖြစ်ကုန်ကြတာပါဒါကြောင့်လက်စာကန်နဝင်းကလူတွေအမြဲတစေဟားသားလောက်ရတဲ့အထိလည်းညံ့မနေပါဘူးအမှန်တိုင်းပြောမယ်ဆိုရင်ယူနိုက်တက်ခန်ဆယ်တန်းကိုသူကပဲထိန်းချောင်းနေရပါနောက်ပြီးတော့အခုနောက်ပိုင်းပွဲတွေမှာဆိုရင်သူကအမားတော်တော်နေပါလေ။ကောင်းပါလေဆိုရဲဒီလက်ကတော့မှသူ့ရဲ့ဥဆောင်မှုအောက်ခါနေပဲသွားနေရတာပါ။ တချို့ခိုက်တက်နေမှာဆိုရင် မကွာရလုတ်ပြနေရတယ်ကဖာဒီနာကိုပြန်မြင်နေရတယ်လို့ပါဥပမာလီဗာပူးနဲ့ပွဲတုန်းကအခိုက်တက်မျိုးတွေမှာပါဒါကြောင့်ပြောချင်တာတစ်ခုကမကွာရကိုဝေဖန်လို့ရတယ်ဟာသားလို့လို့ကောင်းတယ်လေစိုးလို့မနေပါနဲ့တစ်ချက်တစ်ချက်ကန်းကွန်အောင်ကောင်းပြတဲ့အခါမှာတစ်ချိန်လုံးအပြစ်တင်ခဲ့တဲ့ကိုပစက်ကိုတော့ပြန်မုံမိနေမှာဆိုလို့ပါဒီတော့မှန်တိုင်းပြောမယ်ဆိုရင်သူကအတော်ပေးဆက်ကစားပါတယ်။ကန်ဒီယားကသာသူ့ကိုရှီတဲ့နဲ့ level မှာရှိမှနေအောင်ဆွဲချနေရပါ။မကွဲရကကန်ဒီယားရဲ့ထိုးနှက်မှုကိုမခံနိုင်ရောပါပဲ။စားဆောင်ရေးပိုင်းမှာဆိုရင်သူကအခုလက်ရှိမှာ Van Dyke ထက်တောင်မှပိုကောင်းပါတယ်။ ဒါတကယ်ပါလီဗာပူးနဲ့ပွဲမှာအသင်းအတွက်အနိုင်ကိုပေးသွားတာနေတယ်ချီးကျူးမှုအားလုံးဟာမကွာရနဲ့ထိုက်တန်ပါတယ်ဒါကြောင့်မကွာရကတော့ဘလောက်ပဲချီးမမှန်ပါသေးယူနိုက်တက်အတွက်လက်မလို့တဲ့ကစားသမားလေးမှာပါပါတယ်လူဒီယာဟာသလို့တိုင်စိတ်ပြက်ပြီးတော့လက်လွတ်မိရင်တော့လွတ်တက်ငါးကြီးအဖြစ်နဲ့ကြုံရမှာပါနောက်ပြီးတော့လက်ဆာမှာကောင်းလွန်ခဲ့တဲ့ယူနိုက်တက်ကလည်းမကွာရကိုခေါ်ခဲ့တာမဟုတ်ပါလားအကောင်းဆုံးအချိန်နေပြီးတော့မြင်းတယ်လေနေတယ်လေဆိုတဲ့အတိုင်းဆိုးရွားတဲ့အချိန်ကလည်းရှိတာဟုတ်မှာပါဒီလိုဆိုးရွားတဲ့အချိန်မျိုးမှာတော့အသင်းကိုအခုလိုလိုအပ်လိုအပ်တယ်လို့ကယ်တင်ပေးနေတယ်ဆိုတော့သူ့ရဲ့စွမ်းဆောင်ရည်ကချီးကျူးကုန်ပြရမယ့်အနေအထားမှရှိပါတယ် ။ဒါကြောင့်အခုလိုတကူတော်အစွမ်းနဲ့ကယ်တင်ပေးတာကိုမြင်တဲ့အခါမှာသူကပပတ်ဆက်ဆက်ဝေဖန်ခံရတာတွေကိုပြန်တွေးပြီးသူ့ကိုတလားမိပါလေ။နောက်ပြီးတော့သူကလေးတော်တော်ကိုဝေဖန်မှုတန်ခံနိုင်လို့တော့ United လို့အသိမျိုးမှမြဲတာပါ။တော်စိတ်တဲ့နဲ့ဆိုရင်အင်္ဂလန်မီဒီယာတွေနဲ့ကပဲကစားသမားမှကြားကြမှခံပါအောင်ဒါပေမဲ့မဂေါ်ရကတော့အခုဆိုရင်ယူနိုက်တက်မှာကစားတာဒီနေ့နဲ့ဆိုရင်9နှစ်တောင်ရှိပါပြီဘော်ဒီမှာဆိုလည်း200ကျော်တော့ကစားပြီးပါပြီဒီတော့လက်ဆာစီးတီမှာလည်းပုံမြဲပြီးတော့ပိုနီယာရတဲ့မဂေါ်ရကခြေစွမ်းဆိုးရတယ်လို့ထင်နေရသည့်တိုင်ယူနိုက်တက်မှာတော့သူကစားသမားပေါ့အကောင်းဆုံးပါပဲ ဒီတော့ဘသူတွေပါပဲပြပြကျွန်တော်ကတော့မကွာရောက်တော်တော်လေးစားသဘောကြပါလိမ့်ပိုးစိုးပတ်သက်ဝေဖန်ခရလဲတခြားကလေးမှမျက်နှာမှာပြပဲလူစရာရှိတာကိုအကောင်းဆုံးစူးစားသွားတဲ့သူရဲ့စိတ်ဓာတ်ကိုအဓိကကြိုက်တာပါဒီတော့တံမိုးရှိတဲ့သူလိုကစားသမားမျိုးက United နေနဲ့သူကစားနိုင်သလောက်နှိမ့်တည်ထိမ့်သိမ်းထားနေပါလိမ့်ဘာလို့လဲဆိုတော့လူစိုးဆိုပြီးအမြဲစွတ်စွဲခံနေရတဲ့လူတယောက်ကတချို့ခိုက်တဲ့နေမှာလူကောင်းတွေအားလုံးထထားမှာပိုးကောင်းနေပါလိမ့်ဒါကြောင့်ဗတပြားမှရင်နုမနဲ့ပါဘူးဝေဖန်ခရလဲအလုံးနဲ့တက်တည်ပြနိုင်အောင်အောင်နိုင်သူဖြစ်မှာပါ